ဘဝစီးစာစီးစာဆိုတာနေဝင်ချိန်ကာလလေးကိုအရှိလောကရကထွက်လာတဲ့နေမင်းကြီးဟာချိန်တန်တဲ့အထတောင်ဆုံးကိုရောက်ပြောက်ွယ်ရစမျိုးလူတွေရဲ့ဘဝမှာလည်းအားလုံးတတ္တဝါတွေရဲ့ဘဝမှာလည်းဘဝစီးစာနေဝင်ချိန် ့မဟုတ်နောက်ဆုံးနေ့ဆိုရှိပြီနော်အဲ့ဒီဘဝစည်းစံရောင်းလာတဲ့ပုဂ္ဂိုလ်တယောက်ကနေဝင်နောက်မဲ့အချိန်ဆိုလို့ရှိရင်ခရီးရလည်းပဲဝေးကွာနေသေးတယ်အမောင်သူကြီးကလည်းတမ်းပြီတမ်းတော့မယ်နေဝင်ပျောက်ကွယ်သွားလို့ရှိရင်လမ်းခရီးမှာ အန္တရာယ်တွေကလည်းအမတန်ကြောတဲ့လမ်းခင်းမှာရှောက်နိုင်ရမယ်အဲ့ဒီအချိန်မှာနေဝင်လို့အနည်းအောင်ကင်းမဲ့တဲ့အချိန်ရောက်နေပြီဆိုလို့ရှိရင်အမတန်ကသနာစရာအကောင်းဆုံးအချိန်ဖြစ်တာအခက်အခဲတွေအမတန်ကြုံရတို့တူရဲ့ဘဝစည်းစံဆိုရင်ဘဝရဲ့နေဝင်ချိန်ကကတ်လာပြီဆိုလို့ရှိရင်သူရရဒုက္ခရောက်ကြတယ် နာရှိတဲ့လူရောအာနာမဲ့တဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောတူတူပဲဘဝစည်းစံရောက်လာလို့ဆိုလို့ရှိရင်တော့ကဲမဲ့လူနဲ့အနာဝေးလာအတ္တနောလောကောအနဘိတ်တောမြတ်စွာဘုရားလောကကြီးကအကံဝဲကင်းမဲ့နေတယ်ဘဝစည်းစံရောက်လာတဲ့ပုဂ္ဂိုလ်တယောက်ကိုဘယ်သူကမှ ဒီနေဝင်မိုးချုပ်ဖြစ်သွားမဲ့ဘဝကြီးကိုရရှိပေးလို့မရဘူးဘဝတစ်ခုကအမှောင်ကျတော့မယ်ပြည်ချင်းတရားနဲ့ရင်ဆိုင်ရတော့မယ်ဆိုတဲ့အချိန်အနာစရာအကောင်းဆုံးအချိန်တနာတဲ့ဘဝသူသူကိုယ်ကိုဘဝစည်းစံရောက်လာပြီဆိုလို့ရှိရင်တော့ဘဝတစ်ခုအဆုံးသတ်ကြအဲ့ဒီအဆုံးတရခဏဒီအချိန်ရောက်လာပြီဆိုရင်သနာစရာကောင်းတော့အချိန်ဖြစ်လာပြီ ီထဲမှာတေချင်းတရားနဲ့ရင်ဆိုင်ရတယ်ဆိုတဲ့နေရာမှာလွယ်လွယ်ကူကူနဲ့တေချင်းတရားကိုရင်ဆိုင်ရတာမဟုတ်ဘူးခက်ခက်ခဲခဲနဲ့တေချင်းတရားကိုရင်ဆိုင်လောကမှာနေမင်းကြီးမှောင်သွားလို့ရှိရင်ရှေ့လျှောက်လမ်းရမဲ့ခရီးဟာမမြင်ရတယ်လို့လဲဘဝစည်းစံရောက်လာပြီဆိုလို့ရှိရင်သူပုဂ္ဂိုလ်ရဲ့မမြင်နိုင်တဲ့အရာတွေကဘယ်ခုရှိတယ်လို့ဆိုလို့ရှိရင် မမြင်နိုင်တဲ့အရာတွေလူတယောက်မှာပါလို့ဆိုဇီဝိတံဘလောက်နေရာအောင်မယ်ဆိုသည်တို့အသက်ကဘလောက်ရှင်မယ်ဆိုတော့ဘလူဘချိုပြောလို့မရဘူးလောကကြီးမှာမသိနိုင်ခန္ဓာအေးဘလောက်ပဲချမ်းမှာပါလဲဆိုတော့ဒုတိယဘတော်တဆာအက်ဆီဒင့်ဆိုတာကိုလည်းသိဆုံးအခုမမကြီးတော်တော်ကြာမရှိတော့ဘူးဆိုတာမျိုးလည်းဖြစ်သွားတယ် ခွန်ကြီးတို့တခါတော့ကလွန်ခဲ့တဲ့6နှစ်လောက်ကနေမြို့တဲ့ခွန်ကြီးတို့ကနေအဲ့ဒီခွန်ကြီးရဲ့မိတ်ဆွေရန်ကုန်ကနေပြီးတော့တခါတည်းအောင်ဖုန်းဆက်ဖုန်းနဲ့မှစကားပြောအဲ့မကြပါဘူးမိမျိုးကပြန်ဆင်းလာတဲ့ဖုန်းတစ်ခုဝင်လာခုနကဖုန်းဆက်တဲ့တခါဆုံးလို့ခင်ဗျာ မယုံနိုင်တော့ဖြစ်ခြင်းမျိုးရောဒါကြောင့်မို့ဇီဝိတလူတယောက်ရဲ့အသက်တန်းလောင်းနေရမယ်အသက်ဟာဘယ်ကြီးပြင်းပြရှည်လျားမယ်ဆိုတော့မသိနိုင်ဘူးနေဝင်ချိန်မှာစခန်းဝေးတဲ့နေရာရှောက်လန်းရတယ်လို့ပဲဘာတွေတွေ့မယ်လမ်းပေါ်မှာဘာတွေရှိနေမယ်ဆိုတော့မသိနိုင်ဘူးလို့ပဲကိုယ့်ရဲ့အသက်အတိုင်းအတာခန္ဓာမသိနိုင်ဘူး နောက်တစ်ခုကမသိနိုင်တာဘာလဲဘဝခရီးလျှောက်လန်းတဲ့အခါမှာဘာယောဂာနဲ့တည်ရမယ်ဆိုသိတယ်အေးစီဂျူယောဂာဖြစ်ပြီမဲ့သွေးတို့နဲ့တည်ခြင်းတွေးဂျူယောဂာရှိပြီမဲ့လို့တခြားယောဂာနဲ့တည်ခြင်းတွေလုံးဝမြောက်မှန်းကြည့်လို့မရနိုင်ဘူးယောဂဝေဒနာနဲ့ပတ်သက်လာလို့ရှိရင်တည်ချာဖို့မပြောနိုင်ဘူး တချို့မှာဆွဲနေတဲ့ဝေဒနာကတစ်မျိုးတည်တဲ့အချိန်ကျတော့တခြားဝေဒနာနဲ့တည်သွားတယ်။ဒါမျိုးတွေနဲ့ရှိတယ်။ဒါကြောင့်မို့ဗျာဒိဆိုတာလေကျွတင်ပြောလို့မရဘူး။ကျွတင်ပြောလို့မရတဲ့အခါကုနေ။ဘဝစည်းစာရောက်လာပြီဆိုလို့ရှိရင်ဒါတွေကပြောလို့မရနိုင်ဘူး။ဇီဝိတံဗျာဒိကာလောစာကာလဆိုတာလူတယောက်ဟာဘဝခရီးအဆုံးသတ်မဲ့အချိန်ဘယ်အချိန်လဲ။ မနဲ့လားနေလဲလားမများဘူးပြောလို့များလို့